။ဘုရားသခင်ဒီသင်တို့နဲ့ရှိပါစေ။ရှင်ယောဟန်ရေးထားသောကြားမှနှုတ်တော်စကားသည်ထိုအချိန်၌ယေရှု၏လဝါကတိုင်အနည်းတွင်ရပ်နေကြသောသူတို့သည်ကပူတော်ဤမေရောမေရော၏ညီမဖြစ်သောကလေယုဖာ၏ဇနီးမာရီယာနှင့် မာရီယာမာရီနာတို့ဖြစ်ကြသည် ယေရှုသည်မေတော်နှင့်သူမအနီးတွင်ရပ်နေသည်မိမိချစ်တော်မူသောတပည့်တော်ကိုမြင်မြင်သည်မေတော်အားအချင်းအမျိုးသမီးသင်၏သားကိုကြည်ပါဟုမိန့်တော်မူ၏ထို့နောက်ဦးတော်သည်တပည့်တော်ကိုလည်းသင်၏အမိကိုကြည်ပါဟုမိန့်တော်မူ၏ထိုချိန်မှစ၍ထိုတပည့်တော်သည်မေတော်ကိုမိမိ၏အိမ်သို့ခေါ်ဆောင်ထားလေသည် ထို့နောက်အရာခတ်သိင်းပြီးပြည့်စုံပြီဖြစ်ကြောင်းကိုတော်သိမြင်တော်မူသဖြင့်ကျမ်းစာလာသည့်အတိုင်းပြည့်စုံစေရာငါရည်ငတ်သည်ဟုမိန့်တော်မူ၏ထိုနေရာ၌ဘုံရည်အပြည့်ရှိသောအိုးတလုံးရှိသည်တို့ဖြစ်၍သူတို့သည် ရေမုတ်တစ်ခုကိုဘုံရည်တွင်နှိပ်၍ဖြစ်ဆိုပင်အကိုင်းဤအဖျားတွင်တက်ပြီးမှကိုတော်ဤနှုတ်ခမ်း၌တိပေးကြသည်ယေရုသည်လည်းပုံရည်ကိုတောက်ပြီးမှ အလုံးပြည့်စုံပြီဟုငွတ်တော်မူရဲ့ဦးညွတ်တော်မူ၏အသက်တော်ဆွန့်လိုက်တော်မူ၏ထိုနေ့ဒီကအဖိတ်နေ့ဖြစ်ဥပုံနေ့တွင်အလောင်းများကို လဝါကတိုင်တွင် မရှိစေရန်ယူလူမျိုးတို့သည်လဝါကတိုင်တွင်ခံရသောသူတို့၏ခြေကိုချိုး၍သူတို့ကိုယူဆောင်ပါမိအကြောင်းပီလာတုမင်းထံတောင်းလျှောက်ကြသည်အကြောင်းမူကားထိုဥပုံသည်ကြီးမြတ်သောဥပုံနေ့ဖြစ်၏ ထို့ကြောင့်စစ်သူရဲတို့သည်လာကြ၍ကိုတော်နှင့်အတူလောဝကရန်တင်ခံရသောပထမတဦးနှင့်အခြားတဦး၏ခြေကိုချိုးကြသည်ထို့သောသူတို့သည်ယေရှုထံတော်သို့လာကြသောအခါကိုတော်သည် အသက်ကုန်ပြီဖြစ်ကြောင်းကို တွေ့မြင်ကြ၍ကိုတော်၏ခြေတော်ကိုမချိုးကြချေစစ်သူရဲများထဲမှတယောက်ဒီကကိုတော်၏နံပြီးတော်ကိုလှံဖြင့်ထိုးလေ၏ ထိုခါသွေးနှင့်ရည်သည်ချက်ချင်းထွက်လာ၏ထိုချင်းရာကိုမြင်ခဲ့သောသူသည်လည်းသက်ပြေခံ၏ဤဒီကဘုရားသခင်ဒုက္ကပတ်တော်ပေသည်ဘုရားရှင်ဘုရားအားချီးမွမ်းခဝနာရှိပါသည်ထိုသူအပေါင်းတို့သည်ယေရှု၏မယ်တော်မာရိယအပါအဝင်အမျိုးသမီးများကိုရောဤညီများနှင့်အတူ တည်ညိုတီအဆက်မပြစုတောင်းပတ္ထနာပြုလျက်နေကြ၏အခြားတပည့်တော်ဒီရဲ့နာမည်ကိုတော့မှဒီမှာပေါ်ပြမထားပါဘူးမေတော်ဟာအသင်းတော်စတီကလေးကကျွန်တို့နဲ့အတူတူနော်အသင်းတော်နဲ့အတူတူရှိတယ်ဆိုတော့တွေ့ရပါတယ်ဒီစာအုပ်ထဲမှာတော့ခုနောက်ပိုင်းဘာသာပြန်တာကတော့အသင်းတော်ဆိုရယ်စကလုံးကိုသုံးမဲနဲ့သာသနာရဲ့ဆိုတဲ့စကလုံးကိုသုံးကြတယ်သာသနာရဲ့မေတော်ဖြစ်တယ်ဆိုတော့တွေ့ရတယ် အဲ့တော့မဲတော်ကအသိန်းတော်စတီကလေးကအသိန်းတော်နဲ့အတူတူရှိပြီးတော့အသိန်းတော်ကိုဆူတောင်းခြင်းအဖြစ်ထောက်ပံ့ကူညီပေးနေတယ်အကူညီပေးနေတယ်အားပေးနေတယ်ဝိညာဉ်တော်မြတ်ခံယူနိုင်ဖို့အတွက်အသိန်းတော်ကိုပြင်ဆင်ပေးနေတယ်ဆိုတော့တွေ့ရပါတယ်ဒါကြောင့်ဒီနေ့ပွဲဟာအသိန်းတော်ရဲ့မဲတော်သာသနာရဲ့မဲတော်ဖြစ်တယ်ဆိုတာကိုဝိညာဉ်တော်ဘုရားပွဲပြီးပြီးခြင်းမှာရှင်းပါရတာ အမြဲတမ်းသင့်တော်ပါတယ်ဘာလို့လို့ မေရော်နဲ့အသင်းတော်ဟာဆက်နွယ်မှုအများအားရှိတယ်။ဖားရတဲ့ကဘာဦးချမ်းမှလည်းနော်ယူလို့တီးပြီးသားအာနေဝါဟာပြစ်လုပြီးတဲ့ခါမှာဘုရားသခင်ကမွေးကိုဘယ်လိုမျိုးမိန်တော်မူလိုက်တယ်မွေးကိုသင်နဲ့မိမကို၎င်းသင်ဤအမျိုးနွယ်နဲ့မိမဤအမျိုးနွယ်ကို၎င်းငါသည်ရညှိုးဖွဲ့စီမည်သူသည်အဲ့ဒီမိမသည် တင်ဤခေါင်းကိုမြင်းချေလိုက်မယ်။တင်ဟာငွေကလည်းသူမရဲ့ဖနှောင်းကိုကိုက်လိုက်မယ်။ကျွန်တော်မဲတော့စိတ်လူတွေမှာအဲ့လိုငွေပါတယ်နော်။ငွေဆိုတဲ့အပြည့်ဒူးဆိုင်ကိုမြင်းချေမဲ့မျိုးသမီးနော်ဒီမှာတော့မိမမိမလို့ရေးတယ်နော်တခါတည်းမှာအခုကျွန်တော်တို့ဘာသာပြန်တဲ့ကျမ်းစာထဲမှာတော့အမျိုးသမီးမိမလို့အခါကြီးတုံးညီမတုံးတာ။မိကားတိုင်းချေရင်းမှာမဲတော့ပါရှိတယ်ဆိုတော့ထူးထူးခြားခြားပေါ်ပြတယ် ဒီနေ့ဘုန်းကြီးဖတ်သွားတဲ့ကျမ်းစာထဲမှာတခေစုအနေမေရောကိုကြည်ပြီးတဲ့ခါကြတော့တန်ယောဟန်စီကိုအတ်ထားတယ်။သင်ဤသားကိုကြည်ပါ။နော်။တန်ယောဟန်ကလည်းသင်ဤအမေကိုကြည်ပါ။အဲ့တော့တန်ယောဟန်ကမေရောကိုမိမိအိမ်မှာထိန်သိမ်းထားနေတယ်၊ယူဆိုင်တယ်၊စောင့်ရှောက်တယ်။မေရောမှာတော့တခြားသားသမီးတွေရှိတယ်ဆိုရင်ဘာဖြစ်လို့ဇေဗေဒီဤသားယာကုပ်နဲ့ယောဟန်ကြီးကို သူတို့ကိုဘာလို့အမာတို့ဇေဝရီတာဘယ်တော့မှတကယ်လို့တာအရေးကြီးရှိသေးတယ်ဆိုရင်ပြောတာပါအဲ့တော့ဒီမေရောဟာအပြုကညာစင်စစ်ဖြစ်တယ်အသင်းတော်ရဲ့မေရောဖြစ်တယ်တန်ယောဟန်ကိုပူဇော်ပြုလို့တန်ယောဟန်ကအသင်းတော်ကိုပူဇော်ပြုပြီးတဲ့ခါမှာသင်ရဲ့အမေကိုကြည်ပါဆိုပြီးတော့အပ်ထားတယ်အဲကြောင့်တန်ယောဟန်ကသူ့ရဲ့ကြားသာရေးပြီးဆိုရင်တော့အတိပယ်ရှိရှိနဲ့ရေးတယ်အမျိုးသမီးအမျိုးသမီးဆိုတဲ့နာမည်သုံးတယ်ဥပမာကြည့်ကာနာမျိုးလက်ထပ်ဘွဲ့ မေတော်ကနေပြီးတော့သူတို့မှသပီးကုံသွားပြီလို့တားတော်ကပြောတဲ့ခါမှာတားတော်ကအချင်းအမျိုးသမီးအချင်းမိန်းမငါနဲ့ပါဆိုင်လို့ပဲကျွန်ုပ်အချင်းမရောက်သေးဘူးတကိုးလို့ကိုအချင်းမတန်သေးဘူးတကြည်စုကနော်အတူအချင်းနဲ့ကိုသွားတာအချင်းတာနာမတာနာအပါထားမေတော်ကတောင်းဆိုရင်ပြီးတာပဲမေတော်ဟာအယူကညာရှင်ဖြစ်တယ်ထက်ကမှုယေရှုဤမေတော် နော်ယေရှုဤမဲတော်ဖြစ်တယ်ယေရှုကဘာလို့လဲငါတို့အသင်းတော်ရဲ့ဥကောင်းဖြစ်တယ်လို့ကျွန်တော်တို့ကျမ်းစာတွေမှာဖော်ပြထားရယ်နော်အသင်းတော်ရဲ့ဥကောင်းအသင်းတော်ရဲ့ဥကောင်းဆိုပြီးတော့ယေရှုခရစ်တော်ကိုဆိုကြတယ်အဲ့တော့အသင်းတော်ရဲ့ဥကောင်းတဲ့ငါတို့ဟာအသင်းတော်ရဲ့အိုအင်းကအစိတ်ပိုင်းများဖြစ်ကြတယ်တကူတဲ့ညီညွတ်ရှိရမှာတကူတဲ့ငါကလက်သူကခြေတော့သူကကိုအင်းကအစိတ်ပိုင်းနေဖြစ်ပြီမယ်လေ ဥကောင်းကအသိတော်ရဲ့ဥကောင်းကယေရှုဖြစ်တယ်။ဥကောင်းရဲ့အမိဖြစ်တယ်ဆိုရင်6ရောက်ရဲ့အမိလည်းဖြစ်တာပေါ့။ကုက္ကနာတခုလုံးဘာများခွဲစိတ်နေဦးမအောင်။ဥကောင်းရဲ့အမိယေရှုရဲ့အမိဖြစ်တယ်ဆိုမှတော့လက်ရဲ့အမိလည်းဖြစ်မှာပေါ့။ဒါကြောင့်ငါတို့ရဲ့အမိဖြစ်တယ်ဆိုတာကိုဒီနေ့တွေ့ရပါတယ်။သခင်ယေရှုသေးတာကနေပြရှင်နဲ့မနေ့စောစောကြီးမှာဘယ်သူတွေသွားကြလို့ မာရီယာမာရီနာတို့ဆိုလိုမယူတို့ဘာလို့အဲမင်းအမျိုးသမီးတယောက်သုံးပါးသွားကြတယ်အဲ့ဒီမှာမဲရောမပါဘူးသခင်စုတရားနေပြန်ရှင်တယ်မနဲ့အစိုးကြီးမှာမဲရောမပါဘူးမဲရောဘာလုပ်နေတယ်မဲရောကယုံကြည်ခြင်းရှိတယ်အဲ့တော့သခင်စုကအသိမခိုင်းမှာငါကလူကြီးကလေးလက်ထောက်အနိုင်ရခံရမယ်ဒုက္ခခံရမယ်သူတို့ကငါ့ကိုသေတတ်ကြလိမ့်မယ်သူငယ်ပြေးတဲ့ခါပြားရှင်လိမ့်မယ်လို့ခဏတိုင်းခဏတိုင်းမိန့်တော်မူတာမဲရောသိတယ်ကြားတယ် ုံးရပြည့်တဲ့ခါပြားရှင်နေမယ်။သုံးရပြည့်တဲ့ခါပြားရှင်နေမယ်ဗျာ။ဘာလို့များသွားနေမှာတို့ဆိုပြီးတော့မေတော်အိမ်မှာနေရစ်တယ်သူတော်တွေ့ရတယ်။အဲ့တော့ဟိုတခြားတော့ဝိညာဉ်ပါရဂူတွေပဲဖြစ်ဖြစ်တော့ပြောစမှတ်ပြကြတာပါလေဆိုတော့မေတော်ကရှင်မထမြောက်တဲ့မင်းနဲ့ကြီးမှာဘာလို့အိမ်မှာနေရစ်တာလဲ။မေးရတဲ့ခါမှာမေတော်ကတဲ့ထမင်းကိုနှစ်ယောက်စာချက်နေတာတဲ့။ဒါကတော့ကြီးစရာပေါ့နော်။ဘာလို့ဆိုမေတော်ကကြားလိရှိတယ်လေ။တခေသူက တရားစရာမူရဲ့သမီးကိုတရားပြရှင်ပြလိုက်တဲ့ခါမှာဘာပြောတော့သူ့ကိုအစားစရာကျွေးကြတော့နောက်ပြီးတော့တခြားလူကိုလည်းတရားပြရှင်ပြလိုက်တဲ့ခါမှာသူ့ကိုစားစရာပေးလိုက်ကြတော့လာစုကိုတရားမှပြရှင်ပြတဲ့ခါမှာသူ့ကိုစားစရာကျွေးလိုက်ကြတော့ဟောရှင်ပြန်တရားပြရှင်ပြတဲ့ခါဗိုက်စာမှာဆိုတော့သူ့ခင်တို့မေရောကသားတော်တွေရောသမီးနှစ်ယောက်သာချက်နေတယ်တဲ့ဒါတော့ကျွန်တော်ကြီးစရာပေါ့နော်ဟုတ်ပါပြီနောက်ပြီးတော့ရှေးဦးအတင်းတော်မှာ ဖတ်ကြည့်လိုက်တော့အခုရေးပါစကားဝဲကာလာတစ်ချောင်းလုံးမှာဖတ်ရတဲ့ရှင်ဦးအသိန်းတော်ရဲ့လှုပ်ရှားမှုတမန်တော်ဝိထုမှာလှုပ်ရှားမှုမှာမေရောကအခုဒီနေ့ဖတ်တဲ့ဟိုတမန်တော်ဝိထုထဲမှာပဲပါတယ်နော်ဘာမေရောနဲ့အတူဒီတပည့်တော်ကြီးတွေဟာအထက်ခန်းမှာဆူတောင်းနေတယ်ဒါမေရောနာမည်ပါတာနောက်ဆုံးပဲဒီနောက်ပိုင်းမပါတော့ဘူးဒီနောက်ပိုင်းတမန်တော်ဝိထုထဲမှာဘုသူတွေပါတယ်တခြားမျိုးသမီးတွေနာမည်တော့ပါတာပေါ့ပစ္စည်းလာတို့ဘောကားတို့ဘာတို့ပါတာပေါ့မေရောနာမည်မပါတော့ဘူး မေတော့ဘာလုပ်နေတယ်လေဒီအရင်တော့ကာဏသူကာဏဗာလဲသားတော်သွားလေးရလိုက်တော့ဒီမှာတရားဟောရလည်းညလိုက်တယ်အခုကြတော့သူ့ရဲ့အခါနာခါနာအသိကတော့အိမ်မနေပြီးတော့ဆူတောင်းနေတယ်ခါနာ contemplative life မေတော့အနေရဝင်းကြည်တာတော့သားတော်နဲ့အတူတူငွေကြတဲ့အတူတူရှိတယ်အသေးခန္ဓာလည်းတွေ့တယ်။တရားပြရှင်တာလည်းတွေ့တယ်။ကောင်းကင်ဘုံတက်ကြွသွားတာလည်းတွေ့တယ်။မေတော့ အဲ့တော့ဘရောင်များအမိတယောက်အနေနဲ့ဘရောင်များသားတော်တန်းတမလို့ပေါင်းဆက်ခြင်းမလို့သူကောင်းကင်ဘုံတက်ကြွားသွားသူသူတွေးလိုက်တယ်။ဒါကြောင့်ဘရောင်များပေါင်းဆက်ခြင်းမလဲ။အဲ့တော့ပေါင်းဆက်ခြင်းနဲ့စာနာနေမဲတော်ဟာအိမ်မှာနေပြီးတဲ့ခါမှာဆူတောင်းနေတယ်။အဲ့ဒီ contemporary life ကာမလိုက်စစ်စဲလိုလိုပဲ။ကာမလိုက်စစ်စဲရဲ့အပြင်မဖျောက်ဘူး show me စံနာမတော်ဘူးပါ။အဲ့တော့အဲ့လိုဘုရားတိတ်ကြည်လို့လား။ မေရောအိမ်မှာနေပြီးတဲ့ခါမှာအဲ့လိုမျိုးဆူတောင်းနေတဲ့ဘဝနဲ့နေတိုင်းနေအသိန်းတော်ကိုထောက်ပံ့ကူညီနေတယ်မေရောဟာအတူတူကဆူတောင်းပေးနေတယ်ဆိုတာကျွန်တော်တို့သင်္ကန်းစာရောမှာဖြစ်တယ်ကျွန်တော်ဒီနေ့ contemplative life အမြဲတမ်းဆူတောင်းခြင်းနဲ့ဖခင်နဲ့ပေါင်းဆက်ခြင်းနဲ့မေရောကဲ့သို့ပေါင်းဆက်နိုင်ဖို့အတွက်မေရောကဲ့သို့တားတော်ဖခင်ကိုတန်းတပြီးတဲ့ခါမှာအမြဲတမ်းဆူတောင်းတဲ့ဘဝအသက်တာနဲ့ရည်ချိုင်နိုင်ဖို့အတွက်ကြိုးစားကြပါစို့